မန်ယူရဲ့လက်ရှိအခြေအနေကိုစိတ်မချမ်းမသာ ဖြစ်နေရတဲ့ဂုံကြီးအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့တပင်ရွှေတီ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ရော်နယ်ဒိုလို့ပြောလိုက်ရင်ကမ္ဘာပေါ်မှာအကောင်းဆုံးကစားသမားတဦးကိုပြင်းမြင်ကြမှာဖြစ်တယ်လို့ရီယဲဂန်ဝင်ယူနိုက်တက်ဂန်ဝင်ဆိုပြီးလည်းမြင်ယောင်မိကြပါလိမ့်မယ်အခုလိုမျိုးအသင်းရဲ့ဂန်ဝင်ကစားသမားစီရော်နယ်ဒိုဟာသူ့အသင်းဟောင်းရဲ့လက်ရှိအခြေအနေနဲ့ကိုကြည့်ပြီးတော့စိတ်မကောင်းဖြစ်နေတယ်လို့နောက်ဆုံးပြုလုပ်တဲ့အင်တာဗျူးမှာပြောဆိုသွားပါတယ် ရော်နယ်ဒိုဆိုတာဖာဂူဆန်လက်သက်မွေးဖိခဲ့တဲ့ထွန်းတောက်တဲ့ကျယ်တွင်ဖြစ်ခဲ့ပြီးတော့သူဟာယူနိုက်တက်အသင်းမှာနှစ်ကြိမ်တိုင်းကစားခဲ့ပူပါတယ်။ငငယ်ရွယ်ရွယ်အဖြစ်ပထမအချင်းကစားတုန်းကကြီးမားတဲ့ဆူပလာအောင်မြင်မှုနဲ့တူချင်းအကောင်းဆုံးစုတစိတ်တွေအများကြီးပိုင်ဆိုင်ခဲ့ပေမယ့် Old Trafford ကိုဒုတိယမြောက်အပြန်လန်းကတော့တိတ်မလာပါခဲ့ပါဘူး။အသင်းကလည်းမြောင်းနဲ့ရောင်းနေချင်းဖြစ်ပြီးတော့ရော်နယ်ဒိုကတော့တဆွမ်းသမျှလောက်ပြခဲ့ပါသေးတယ်။ ဒါပေမဲ့လေဆီရိုနေဒိုဟာအဲရစ်တဟန်နဲ့ပြဿနာတက်ခဲ့သလိုဖီယပ်စ်မော်ဂန်နဲ့အင်တာဗျူးကြောင်2022ခုနှစ်မှာယူနိုက်တက်နဲ့လမ်းခွဲပြီးတော့အဲနာဆာအသင်းစီကိုပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ဆီရိုနေဒိုမရှိတော့တဲ့နောက်ပိုင်းမှာလေယူနိုက်တက်တို့ရုံးကန်နေရာဆဲဖြစ်ပြီးတော့မနစ်ကဆိုရင်ပရီးမီးယားလိသမိုင်းတစ်လျှောက်အဆိုးရွားဆုံးစံချိန်မှတ်တမ်းတွေနဲ့ပိုင်ဆိုင်ခဲ့ရပါတယ်။ဒါကြောင့်လေတန်ဟတ်ကိုထုတ်ပြီးအပြောင်းအလဲတွေနဲ့အတူယူနိုက်တက်ဟာခေးချမ်းတစ်ခုကိုဖျက်ဆီးနေရတာဖြစ်ပါတယ်။ဒီလိုမျိုးယူနိုက်တက်အသင်းနဲ့ပတ်သက်လို့ခါးသီးတဲ့အမှန်တရားတွေကိုထုတ်ဖို့ပြောဆိုခဲ့တာကြောင့် ရော်နယ်ဒိုကိုမုန်းတဲ့မန်ယူပြည်သက်တွေတောင်မှပေါ်ပေါက်လာခဲ့ပါသေးတယ်။ဒါပေမဲ့လည်းစီရိုနယ်ဒိုကတော့အသင်းအပေါ်ကိုချစ်ခင်စေဖြစ်ပြီးတော့တန်ယောစင်တွေကလည်းနှဆိုင်စွာအမြင့်တွင်နေစေဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက်အသင်းဟာအချိန်ကားလိုအစဉ်အတန်းမျိုးပြန်ရောက်ဖို့စနစ်ကျတဲ့ဖွဲ့စည်းတိစောက်ပုံအားနည်းတယ်လို့သုံးသပ်ခဲ့ပါတယ်။ဒုတိယအချိန်အဖြစ်ဖီယပ်မော်ဂန်နဲ့အင်တာဗျူးမှာစီရိုနယ်ဒိုကမန်ချက်စတာယူနိုက်တက်အသင်းဟာကမ္ဘာပေါ်မှာအကြီးကျယ်အခမ်းအနားဆုံးကလပ်အသင်းတစ်သင်းဖြစ်တယ်လို့ကျွန်တော်ရဲ့နှလုံးသားထဲမှာလည်းအခုထိရှိနေသေးဖြစ်တာကြောင့်အသင်းကိုကြည့်ပြီးတော့စိတ်မကောင်းဖြစ်ရပါတယ်။ လက်ရှိအချိန်မှာ United အသင်းဟာစနစ်ချတဲ့ဖွဲ့စည်းတည်ဆောက်မှုမရှိပါဘူး။အနာဂတ်မှာအပြောင်းအလဲတွေဖြစ်လာဖို့ကျွန်တော်မျှော်လင့်ပါတယ်လို့ပြောကြားခဲ့ပါတယ်။ဒါအပြင်လက်ရှိနေပြအမော်ရီနဲ့ပတ်သက်ပြီးတော့ Sironetto ကအမော်ရီဟာသူ့အလုပ်ကိုအကောင်းဆုံးဖြစ်အောင်လုပ်ဆောင်နေတာပါ။သူကနောက်ထပ်ဘာတွေများထပ်လုပ်ပြရအောင်မလဲ။မယုံနိုင်လောက်အောင်ကြီးကြီးခန့်ထားတဲ့အောင်မြင်မှုကိုရယူရမှာလား။အဲ့ဒီလိုလုပ်ဖို့ကမဖြစ်နိုင်သလိုအမော်ရီကလည်းမဖြစ်နိုင်လောက်တဲ့အောင်မြင်မှုတွေလုပ်ပြနိုင်မှာမဟုတ်ပါဘူး။ United အသင်းမှာကစားသမားကောင်းတွေရှိပြီမဲ့တချို့က United ကစားသမားစိတ်ဓာတ်မျိုးမရှိပါဘူးလို့ပြောကြားခဲ့တာဖြစ်ပါတယ်။ခေတ်တွေကပြောင်းလဲခဲ့ပါပြီ။ Ronaldo, Rooney, Nani, Ferdinand, Rijkaard right စတဲ့စတဲ့ကစားသမားတွေခေတ်တုန်းကဆိုရင် United အသင်းကိုရောင်လို့တော့မမကြည့်ရခဲ့ကြပါဘူး။အခုများတော့တခြားစီဖြစ်နေရပါတယ်။ပြင်ဆင်ဖို့လိုအပ်ပါတယ်။အကောင်းဆုံးအနေနဲ့အတူ Manchester United အသင်းပြန်လာဖို့လိုအပ်နေတယ်လို့စီရိုနယ်ဒိုပြောသလိုပဲအသင်းအတွက်ပေးဆက်ကစားခြင်းနဲ့ကစားသမားမျိုးတွေကိုပဲအသင်းမှာထားပြီးတော့ အချောင်ကိုကျင်းတဲ့ကစားသမားတွေကိုတော့အမြဲတမ်းရှင်းထုတ်သွားရမှာဖြစ်ကြောင်းဖော်ပြတင်ဆက်ပေးလိုက်ရပါပြီအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ